်တရန်ကရှင်းလင်းပွဲမှာပွဲတက်လာတဲ့ဝက်ဆောင်မှာမြမအလန်ကိုထည့်ထားပြန်တဲ့ဂျော့ရှွာဗန်ဂျော့ရှွာဗန်ကိုဝင်းရံမှုအတွက်လက်စ်ဝီကတ်ကိုရောက်ရှိလာပြီးဖြစ်တဲ့အော်မြမကောင်ဆောင်ဖိုက်တာကြီးအွန်လိုင်းအစင်အားလုံးမင်္ဂလာပါ Marshall Academy Channel ကနေပြည်သက်အားလုံးကိုအကျိုးပြုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့ promotion တွေကထူကြတဲ့ training တွေမြန်မာကိုယ်စားပြု fighter တွေရဲ့ training ကိုတင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပါဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရတဲ့အကြောင်းသတင်းကိုပါထားခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုပြောချင်တာကတော့ဒီနေ့ပြုလုပ်သွားတဲ့သတင်းကရှင်းလင်းပွဲမှာလေမြန်မာအလံပါတဲ့ကိုအင်းကြီးကိုဝတ်ထားပြန်တဲ့ Joshua Van ပြီးတော့ Joshua Van ကိုဝန်းရံအားပေးဖို့အတွက် Las Vegas City ရောက်ရှိလာပြီးဖြစ်တဲ့ ကျမကွန်ဆောင်ဖိုင်တာကြီး online ဆန်တွေအကြောင်းလေးပါပထမဦးဆုံးပြောချင်တာကတော့ Joshua Van ရဲ့ဒီနေ့ပွဲတက်လာတဲ့ပုံစံလေးပါဒီနေ့မနက်ပိုင်းကဆိုရင် UFC က UFC 323ပြိုင်ပွဲအတွက် press conference ကိုလုပ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ fighter လေးကလည်းသာရှင်းလင်းပွဲကိုတက်လာတယ်ထူးထူးခြားခြားတော့မဟုတ်ဒါပေမဲ့ထူးခြားနေတာက Joshua Van ဝစ်လာတဲ့ကိုအင်းကြီးပါအဲ့ဒီမှာဆိုရင်ဗျာ fan ကကိုအင်းကြီးမှာမြမအလံကိုထည့်ထားတယ်မြမအလံပုံစံနဲ့ design ထုတ်ထားတယ်ပြီးတော့ အောက်ချင်းငှက်ပုံစံလေးပါပါတယ်အောက်ချင်းငှက်ကတော့ချင်းတိုင်းသားတွေကိုကိုစားပြုတဲ့ငှက်အဲ့ဒါကြောင့်မလို့အဲ့ဒီအားလေးပါဂျိုရှွာဗန်ကထည့်ထားတယ်ကြည့်ရတာတကယ်ကိုမှဂျိုရှွာဗန်ရဲ့မြန်မာနိုင်ငံပေါ်ချစ်တဲ့စိတ်တွေကိုထပ်ခါတလဲလဲကျွန်တော်တို့ကမြင်ရတယ်ဒီနေရာမှာပြောချင်တာကကျွန်တော်အရင်ဗီဒီယိုမှာလေဂျိုရှွာဘိုင်ရဲ့ဖနက်ကိစ္စနဲ့ပတ်သက်ပြီးဗီဒီယိုတစ်ပုဒ်တင်ခဲ့ဘူးတယ်ဒီနေရာမှာပေါ့နော်ပြိသက်တွေမြင်စေချင်ပြီးတာကဝေဖန်နေတဲ့ပြိသက်တွေပါကျွန်တော်တို့ချင်းဖိုင်တာလေးကဘယ်လောက်ထိမြန်မာပြည်ကိုချစ်လဲဆိုတာ သူ့အနေနဲ့ရှားတဲ့နေရာကနေ promote လုပ်နေတာကိုကြည်ရင်သိတာပါတယ်ဒီနေ့မှဆိုလဲသူ့အနေနဲ့ကိုအင်းကြီးကိုတဲမှာလဲထည့်ပြီးမြန်မာအလန်ကိုပွက်လာပြီး promotion ဆင်းသွားပြန်နေ UFC လို့အထက်ကန် UFC လို့ promotion ကြီးမှာမြန်မာအလန်ကအမြဲတမ်းလွင့်ထူပြီးတော့မှဗျာအဲ့လိုမျိုးဖြစ်နေတာကလည်းတကယ်ကိုပီတိဖြစ်စရာကောင်းပါတယ် ဒီနေရာမှာဝေဖန်နေတဲ့သူတွေကလည်းအမြင်မှားနေတာလေးတွေရှိတယ်ဒါကြောင့်မလို့ဒါတွေကိုအများကြီးတော့ထွေထူးထူးတော့ပြောနေစရာတော့မရှိဘူးဒါကတော့အမြင်မတူတာလေးတွေရှိနေတဲ့အတွက်ကြောင့်မလို့အများကြီးတော့မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးကနိုင်ငံအပေါ်မှာချနေနေတဲ့ဖိုင်တာမဟုတ်ဘူးနိုင်ငံကောင်းဖို့နိုင်ငံကိုတကဘာလုံးကသိဖို့အတွက် promote လုပ်ပေးနေတဲ့ fighter လေးဖြစ်တဲ့အကြောင်းကိုကျွန်တော်ကပြောချင်တာပါ။ Joshua Van ကတော့တကယ်ကိုမှယုံကြည်ချက်အပြည့်ရှိနေတာမျိုးကိုလည်းတွေ့ရတယ်။ ပွဲတက်လာတဲ့အချိန်မှလေးဗျာချန်ပီယံလူ့ဝင်ပထမဆုံးရမယ့်ဖိုက်တာနဲ့တော့လုံးဝမတူပါဘူးပုံမှန် ဖိုက်တာတွေဆိုရင်ပန်တိုဂျာလိုဖိုက်တာကြီးကဗျာလုံးဝ short တွက်လို့မရတဲ့ဖိုက်တာ ပြီးတော့ချန်ပီယံခပတ်တွေကာကွယ်ပြထားတာလည်းမနေမတော့ချန်ပီယံဖြစ်နေတဲ့နန်းတက်ကလည်းကြာနေပြီထုတ်ချဖို့ဆိုလည်းခက်ခဲတယ်ဒါကြောင့်မလို့အနေနဲ့အများ worry ဖြစ်နေပါပဲဒါပေမဲ့ကျွန်တော်တို့ fighter လေးရဲ့မျက်နှာမှာဒီလိုမျိုးလုံးဝ worry စိတ်တွေမမြင်ရဘူးသူ့အနေနဲ့ပေါ့ပေါ့ပါပါနဲ့ပဲ အကောင်းဆုံးပုံစံနဲ့ချပြမယ်ဆိုတဲ့ကြုံကြည်ချက်တွေကို တွေးရတယ်တကယ်ကိုကြည့်ရတာကလေးတယောက်လိုပဲသူ့ရဲ့မျက်နှာကိုကြည်တာနဲ့ပေါပေါပါပါနဲ့ပဲဖြတ်တန်းနေတာမျိုးကို တွေးရတယ်ဒါကလေတကယ်ကိုတပန်းတာပါလေကျွန်တော်တို့ချင်းဖိုက်တာလေးရဲ့မန်တယ်ဘိုင်းမှာတကယ်ကိုကောင်းနေတယ် သူ့ကိုသူ့ရဲ့နီးပြားတွေကလည်းအရင်ကြီး worry မပေးဘူးပြီးတော့ပြိသက်တွေကလည်း worry မပေးဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်ချင်းဖိုင်တယ်လေးမှာအကေရင်များပြ pressure တွေသာဝင်သွားမယ်ဆိုရင်ပွဲပေါ်မှာလည်း DR တွေကအနည်းငယ်များတော့ effect ဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က ACC ပဲအားပေးကြမယ်ချင်းဖိုင်တာလေးကလည်းအကောင်းဆုံးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က fan ကိုအကောင်းဆုံးပုံစံနဲ့ support လုပ်ကြမယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ကထပ်လောင်းပြီးပြည်သက်တွေကိုပြောချင်ပါသေးတယ်ခင်ဗျာ ဒီတရဲကရှင်းလင်းပွဲမှာဆွေးနွေးပေါ့နော်ဖိုင်တာနှစ်ယောက်လုံးကလေအပြန်လန်စကားပြောဆိုတာလေးတွေရှိတယ်။အင်းနဲ့မီဒီယာတွေကလည်းကိုစီကိုစီဂျိုရှွာဘန်ကိုပိုင်တိုဂျာကိုပါမိကွန်းတွေထုတ်ခဲ့ကြတယ်။ဂျိုရှွာဘန်ကတော့ပိုင်တိုဂျာက တကယ်အကောင်းတကအကောင်းဆုံးဖိုင်တာဒီလိုဖိုင်တာနဲ့အော်တိုဂွန်ထဲမှာတွေ့ရတဲ့တကယ်ကိုဝမ်းသာပီတိဖြစ်မိတယ်။ဒါပေမဲ့သူ့အနေနဲ့ပွဲနေကြရင်တော့ပိုင်တိုဂျာစီကချန်ပီယံခပ်ဘက်ကိုတေချာပေါက်ယူသွားမယ်ဆိုပြီးတော့မှပြောသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်။ တစ်ဖက်ကဘန်ဒူဂျာကလည်းဂျိုရှွာဗန်ကမျိုးဆက်တစ်တီထဲမှာတကယ်ကိုအကောင်းဆုံးဖိုက်တာသူ့အနေနဲ့တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ရှိတယ်သူ့မှာကလည်းတကယ်ကိုကောင်းတဲ့ performance တွေထုတ်ပြနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်ရဲ့ပွဲကတကယ်ကိုကောင်းတဲ့ပွဲချင်းဖြစ်လိမ့်မယ် performance of the night ရတဲ့အထိကိုကျွန်တော်တို့ကစွမ်းဆောင်ပြမယ်အားလုံးစောင့်ကြည့်ပါဆိုတဲ့ပုံစံမျိုးကိုပြောသွားတယ် ဒါကတော့ press conference မှာပြုလုပ်သွားတဲ့အချိန်မှာ fighter နှစ်ယောက်ပြောသွားတဲ့အကြောင်းလေးပါဒီထက်အများကြီးပြောကြတာလေးလည်းရှိတယ်ပေါ့နော်ဒါဒီကလည်းကျွန်တော်တို့အားလုံးလည်းသိထားပြီးသားတူတူတူလည်းပြောနေစရာမလိုတော့ဘူးဒါကြောင့်မလို့ကျွန်တော်က fighter နှစ်ယောက်ပြောတဲ့အဓိကအချက်လေးလောက်ပဲဆွဲထုတ်ပြီးတင်ပြတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ပြောချင်တာကတော့ကျွန်တော်တို့မြန်မာကုန်ဆောင်ဂန်ဝင်ဖိုင်တာကြီးအွန်လိုင်းအဆင်းကလေဂျော့ရှွာဘန်ကိုဝင်းရအားပေးဖို့အတွက် Las Vegas ကိုရောက်လာပါပြီ အွန်လိုင်းဆန်ကတော့ဒီမနက်ပိုင်းကပဲ Les Vegas ကိုရောက်လာတယ်။ရောက်လာတဲ့အချိန်မှာ Joshua Van နဲ့တွေ့တယ်။တွေ့ပြီးတော့မှ Joshua Van ကိုလည်းအကောင်းဆုံးပုံစံနေနဲ့ supporting နဲ့လုပ်နေတယ်။ပြီးတော့ Joshua Van နဲ့တွေ့တဲ့အကြောင်းကိုလည်း online ကိုတိုင်းသူ့ရဲ့လူမှုကွန်ဆာမီနာတွေကနေ post တင်ထားတယ်။ကြည့်ရတာတော့တကယ်ကိုပီတိဖြစ်စရာကောင်းတယ်။အွန်လိုင်းဆန်ရဲ့ state deck ကတအားမြင့်မြတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကတွေ့ရတယ်ဗောဗျာ။ဘာကြောင့်လဲဆိုတော့ဗျာတခြားနယ်ပယ်တွေမှာဆိုရင်အပြိုင်ဆိုင်တအားများတယ် ဘလို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်စီမာကအကျင့်တစ်ခုရှိတယ်လေဂျူနီယာတယောက်ကကြော်ပြီးတော့တက်သွားမှာကို အများစုကမနာလိုကြဘူးဒီလိုမျိုးတွေရှိတယ်အကုန်လုံးတော့မပြောဘူးနော်အများအပြားဒီလိုမျိုးတွေရှိကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ MMA လောကမှာတော့မြန်မာပြည်ကနေပေါ်ထွက်လာတဲ့အကောင်းဆုံး MMA fighter က2ယောက်ရှိဒီ fighter ကကျွန်တော်တို့မြန်မာကွန်ဆောင် fighter ကြီးကချင် fighter ကြီး online ဆန်းနေ UFC ရဲ့ ချန်ပီယံစိတ်ခေါ်ခွင့်ရထားတဲ့ချင်းဖိုင်တာလေးဂျိုရှွာမန်ဒီဖိုင်တာနှစ်ယောက်ကမြန်မာ MMA လောကမှာအကောင်းဆုံးဖိုင်တာနှစ်ယောက်ဖြစ်ပါတယ်ကိုစီကိုစီလေးအောင်မြင်မှုတွေအများကြီးရထားကြနေဗျာပြီးတော့တယောက်နဲ့တယောက်ကလေအရန်ကိုဟန်ပယ်ဖြစ်တယ်ဆက်ဆံရေးကလေတအားကိုပြည်ပြစ်တာကိုကျွန်တော်တို့ကတွေ့ရတယ်ပြီးတော့ဗျာသူတို့နှစ်ယောက်ကတကယ်ကိုစိတ်ထဲမှာလေရိုးရိုးရှင်းရှင်းနဲ့ပဲမနာလိုစိတ်တွေမရှိဘူးအောင်လိုက်ဆန်းကလည်းအကြီးပိသားတယ်ဂျိုရှွာဗန်ကလည်းအောင်လောက်ကိုစီနီယာပီပီလေးစားမှုအပြည့်ရှိတာကိုကျွန်တော်တို့ကတွေ့ရတယ် ။ online sense ဆိုတာကလည်း one championship လို့ခေါ်ကြတဲ့ promotion ကြီးမှာနှစ်တက်ကွန်းချန်ပီယံဆိုတဲ့ဂုံပုတ်တွေပြီးတော့ fighter of the year ပြီးတော့ UFC fighter တွေနဲ့အတူတက်ယူရတဲ့ international fighter of the year အဲ့ဒီဆုတွေထီတောင်ရခဲ့တယ်။ one championship horror fan fighter တယောက်။တစ်ဖက်က Joshua Van ကလည်းအသက်24နှစ်ပဲရှိသေးပေမဲ့အခုချန်ပီယံစင်ကိုဝင်အောင်ရထားပြီးပြိတ္တဝန်းရံမှုကလည်းတအားများတယ်။ဆွမ်းဆောင်ရည်တွေကလည်းတကယ်ကိုကောင်းနေတယ်။ ဒါကြောင့်မလို့ဒီမြန်မာ MMA fighter နှစ်ယောက်ကတကယ်ကိုအတွေ့ယူစရာကောင်းတဲ့ fighter နှစ်ယောက်ပြီးတော့တယောက်နဲ့တယောက်ကလည်းမနာလိုမှုတွေမရှိဘူးအေးစစ်စစ်ပဲတယောက်နဲ့တယောက် promotion နဲ့ချစ်ချစ်ခင်ခင်နဲ့ပဲဖျက်တမ်းနေတယ်အခုဆိုရင် online ဆန်က Joshua Van ရဲ့ပွဲကိုတခုတကတောင်လာရောက်အားပေးတယ်ဗျပုံမှန်ဆို online ကဒီလိုမျိုးလာလိလာထားမရှိဘူးသူ့အနေနဲ့ one chance mention နဲ့စာချုပ်ပါအချက်လက်တွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့အခုက one chance mention ကနေလည်းအနားယူလိုက်ပြီးဆိုတော့ ဂျိုရှွာဗန်လို့မြန်မာပြည်ကနေထွက်လာတဲ့ fighter ကကမ္ဘာအကောင်းဆုံး promotion ကြီးမှာကမ္ဘာလူဝင်ပွဲဆိုတော့လာပြီးအပိတယ်ဒါကလည်း fan အတွက်တကယ်ကိုမှစိတ်ပိုင်းဆိုင်ရာမှာအထောက်အကူတွေအများကြီးဖြစ်မယ် fan လည်းတကယ်ကိုအားရှိနေမယ်လို့ကျွန်တော်ကမြင်တယ်ကျွန်တော်တို့ချင်းဖိုင်တာလေးကဗျဒီချိန်မှာမန်တယ်ပိုင်းရဲ့တအားကိုကောင်းနေတဲ့အနေထားရောက်နေပြီ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့နီးပြတွေကလည်းသူ့ကိုပရက်ရှာမပေးဘူး။ဘာဆိုဘာမှခေါင်းထဲကိုဗျအစိမ်းလောက်ရှိဖြစ်သွားစရာတွေမထည့်ပေးတော့ဘူး။ပြီးတော့အခုဆိုရင် online ဆန်းကိုတိုင်ကလည်းကြောက်လာပြီ အွန်လိုင်းရောက်လာတော့ဗျအနေနဲ့များတော့အားဖြစ်ပါပဲ။ဒါကြောင့်လဲဆိုတော့အွန်လိုင်းလိုဖိုင်တာတယောက်ကကိုယ့်ကိုအားပေးနေမယ်ဆိုရင်ဗျဒီလိုဂျူနီယာဖိုင်တာတယောက်နေနဲ့အားရှိပါပဲ။အွန်လိုင်းဆိုတာကလေမြမဖိုင်တာကြီးအားလုံးအားချရတဲ့ဖိုင်တာကြီးဗျ။ဒီဖိုင်တာကြီးကအားပေးနေတော့အနေနဲ့အများတော့ဂျင်းထဲမှာအားရှိနေပါပဲ။ဒါကလေပွဲပေါ်မှာကောင်းကောင်း effect ဖြစ်မယ်လို့ကျွန်တော်ကတော့မြင် Joshua Van ကလေဗျာတကယ်ကိုမှစွမ်းဆောင်အပြင်ဒါကြောင့်မလို့ online အဆန်ကအခုလိုရောက်လာတာလေ Fandred တကယ်ကိုမှအခွင့်အလမ်းကောင်းတရက်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ Joshua Van နဲ့ Joshua Van ရဲ့ပွဲကိုရောက်ရှိလာတဲ့ online ဆိုင်အကြောင်းကိုပြောချင်တာပါကျွန်တော်တို့အားလုံးတူတူအားပေးကြမယ်ဖန်လေးအကောင်းဆုံးပုံစံနဲ့ချပြနိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်တယ်။လာမယ့်တနင်္ဂနွေနေ့မှာ UFC မှာမြန်မာ ဖိုက်တာတယောက်ချန်ပီယံခပ်ပိုက်ရပြီဆိုတဲ့သတင်းကောင်းလေးကြားဖို့မျှော်လင့်ပါတယ်ခင်ဗျာ။ ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲမြန်မာကောင်ဆောင် fighter Joshua Van နေနဲ့ဒီဇင်ဘာလ9ရက်နေ့မှာထိုးသတ်မဲ့ပွဲကိုကချင်သားကြီး online ဆန်က live အပ်နေပြီဆိုတဲ့အကြောင်းလေးကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျာ နောက်ဒီမှာလေကျွန်တော်မှာ share academy channel ကနေခုလို MMA နဲ့ပတ်သက်တဲ့ training တွေ one championship UFC စရှိတဲ့ training တွေမြန်မာကုသပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်နှက်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားဖို့တောင်းဆိုပါတယ်ခင်ဗျာပရိသတ်တို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ